အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြမယ့်ဝတ္ထုကတော့ဆရာမစုထားရဲ့အစိတ်ဝိုင်းဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်အစိတ်ဝိုင်း င်ဖြော့သောလက်ချောင်းများဖြင့်အိယာခင်းကို တင်းကျပ်စွာ ဆုပ်ကိုင်းထားလိုက်သည် နူးညံ့သောအတန်တိုးတိုးသည် လူတယောက်၏နှလုံးခုန်တန်းကိုရိမ့်ရိုင်လှုပ်ရှားသွားအောင်တွန်းတိုက်နိုင်စွမ်းရှိပါသည်လားနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့သောအတန်ကိုသူမှတ်မိနေခြင်းအတွေ့သူ့ကိုယ်သူအံ့ဩနေမိသည်နှစ်ပေါင်းများစွာဒီအတန်တစ်ခုတည်းအားတိုက်စားပြောင်းလဲစေခြင်းမရှိခဲ့လေသည်လား သူ၏မှတ်မိခြင်းအသိဉာဏ်တွင်ထိုအတန်သည် တိမ်မြုပ်ခိုင်မြဲစွာ တည်ရှိနေခဲ့သည်လားလေကတဲ့များကိုတထစ်ချင်းဖြေးလေးစွာတက်လာသောခြေတံတစုံအတိုင်းသူ၏နှလုံးခုန်တန်ကစီးကျက်ညီတုံခါနှုံးမြန်လာသည်ခြေတံရှင်သည်လွန်ခဲ့သောနှစ်ပေါင်းများစွာကလိုပင် ပိန်ဖြော့တီးသွေးစွာ ရှိနေမီလား ရှင်းချက်အရွယ်ကြသောရုပ်ရည်မျိုးနှင်းလားနူးညံ့ကျင်နာ၏တန်းတော်မျက်ဝန်းအစုံတွင် ရခင်ကလိုပင် သူ့အားတွေ့တာကိုးစားသောအကြည့်များရှိနေမည်လားနှကမ်းများကိုတွန့်ခေါက်တလက်လက်တောက်ပသောမျက်ဝန်းအစုံဖြင့်မာကျော်အေးဆက်စွာကြည်၍ဆူရှသောစကားများဖြင့်ပြပောက်တုန်ခါစေမည်လားလောကမှာမမြင်နိုင်တဲ့ဥပဒေတွေရှိတယ်ကိုကို မမြင်ရတဲ့အဖြစ်အတန်တွေလည်းရှိတယ်ကို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  ခံစားရတဲ့ဒီနေ့ကြာရင်ကိုကိုရှေ့မှာကျမလာရက်ကြည့်မယ်အခုချိန်မှာတော့သူဒီအရာအားလုံးဤရှေ့မောင်၌အရှုံးပေးလိုက်ပါပြီမမြင်ရသည့်အပြစ်ဒဏ်များကိုခံစားနေရပြီဟုထင်မှတ်ယူဆကသူမလာခြင်းဖြစ်မည်ကျင်နာစွာကြည်တတ်သောမြေဝန်းအစုံ၏အကြည့်ကို သူပြန်လဲခံစားရလိမ့်မည်ဟုသူမမျှော်လင့်ခဲ့ပါသူမနှင့်ဝေးကွာခဲ့ပြီးအချိန်တစ်ခုတွင် သူမထံမှရရှိခဲ့သောအချက်မျိုးကဘာပေါ်ရှိမြည်သည့်မိမထံမှမရရှိနိုင်ကြောင်းသူနားလဲခံစားလိုက်ရသည် သူမခြေနှက်ခွန့်လွတ်သည့်အထိတောင်းမန်တို့ရှုပ်ပြီးသူဤပြည့်ရင်ခဲ့သည့်များအတွေ့ပြန်လဲအစာထိုးပေးရရန် သူဆုံးဖြတ်ခဲ့ပူပါသည် သို့သော သူ၏ကျဉ်ကြံလွဲမားနေသော မာနများကညံပယ်ခဲ့လေသည်။သူမကိုကြောက်ရွံ့ရင်ဆိုင်ရန်ခက်ခဲနေ၍လည်းဖြစ်သည်။ခုတော့အာလုံးနောက်ကျပြီးဆုံးသွားခဲ့လေပြီ။သူ၏အပြစ်များအားပေးရော်ရန်အချိန်မရှိတော့။သူမပေးလာမည့်အပြစ်ဒဏ်ကိုရရှိခံစားပေးလိုက်ခြင်းဖြင့် သူမအပေါ်၌တင်ရှိနေခဲ့သော သူ၏အပြစ်ကြွေးဟောင်းများကို ကုံဆုံးပိဆက်ခွင့်ကြုံစေခြင်းမာသည်အပြစ်များမှလွတ်ကင်းစွာဘဝခရီးတစ်ခုကိုဖြတ်တန်းသွားခြင်းမာသည်သူမထံမှခက်မှကြံတန်းသောစကားများကိုသာ သူမျှော်လင့်နေပါသည်ညင်းပယ်သောစကားများကိုသာ သူတောင့်တနေပါသည်အေးဆက်သောရေတံများကိုသာ သူကြားခြင်းပါသည် ူဤနောက်ဆုံးအာယုံတွင် သူမဤလှိုက်လဲစွာပြုံးလိုက်သောအပြုံးများကိုတည်ဆောင်သွားခြင်းပါသည် သူမအပေါ်၌ဖီစီတွင်ညိနေမည်ဖြစ်သောဝင်တစ်ခုအားသူကျဉ်နှက်စွာ လွဲပြောင်းတည်ယူပြီးသူမအားပေါ်ပါလွတ်လပ်စွာကြံရစ်ခဲ့စေခြင်းပါသည်ကျမကိုထိခိုက်ခံစားအောင်လုပ်ခဲ့တဲ့သူကိုအလက်ကြုံရင်ပြန်ကလေးစားချေတတ်တယ်ကိုကို ဘဝတစ်ခုလုံးနဲ့လဲပြီးမှကလေးစားခြေခွင့်ကြုံရမယ်ဆိုရင်တောင်းကျမဘဝနဲ့လဲယူမှာပဲသူ့ဘဝထဲမှာထွက်ခွာသွားမိအချိန်ကသူမဤနောက်ဆုံးစကားဖြစ်ပါသည်အလက်ကြုံချိန်ကိုအေးဆေးစွာစောင့်ဆိုင်နေမိသူမအားဘာကြောင့်များသူမလိုလားသည့်အခွင့်အရေးပေးအပ်ခဲလိုက်ပါသည်အပြစ်များမှကင်းလွတ်တန့်စင်သောဝိညာဉ်ကိုရရှိတည်ဆောင်သွားလို၍ပင် ဖြစ်ပါလိမ့်မည်။ သူ၏အခြေအနေကိုအလုံးကလက်လျှော့လိုက်သည့်အချိန်သူ၏လူအဖြစ်မှကုံဆုံးလွတ်ကင်းခြင်းနီးလာမှန်းသူတိလိုက်ရသည့်အချိန်တွင် သူတောင်းတမျှော်လင့်ခဲ့သူမှသူမှဖြစ်နေလေသည်သူရက်ဆက်စွာဆွန့်ပစ်ခဲ့သော သူမှဖြစ်လေသည်သူရယူခြင်းတည်းကတော့သူမ၏ခွင့်လွတ်နိုင်စွာမဟုတ်ပါ သူမ၏အေးချမ်းသောချစ်ခြင်းမြတ်တာမဟုတ်ပါ သူမပိဆက်မည်ဟုစုသိမ်းခံစားထားနိုင်သော အပြစ်ဒဏ်များသာဖြစ်သည်အမားတစုံတရာကျူးလွန်မိခဲ့သူသည် အပြစ်ဒဏ်တစုံတစ်ခုအားမခံစားမရရှိဘဲနဲ့အပြစ်များမှလွတ်ကင်းခွင့်မရှိနိုင်ဟု သူယူဆခဲ့ပါသည်ခြေတံကတဖြည်းဖြည်းသူ့အခန်းအနီးသို့ရွေလျားလာလေသည်အပြစ်ဒဏ်များကိုတည်ဆောင်၍သူမလာနေပြီ။ သူကြေးကွဲ၆တွေ့စွာပြုံးလိုက်သည် သူကဘာမြေမှ လွင့်ဆင်သွားသောအချိန်တွင်ကြေးနှက်စွာ ပြုံးကြံနေရင်မည်သူမ၏အပြုံများကို သူ၏ဝိညာဉ်ကသိနိုင်စွမ်းရှိပါမည်လားဝင်သက်လေကို ဖြင်းညင်းစွာ ရှိုက်ချလိုက်သည်လေသည်ခက်မာသောအဆိုင်ခဲတစ်ခုလိုပင် သူ၏အဆုတ်တွင်သို့တွန်တိုက်ဝင်သွားလေသည် သူလာတယ် သူဤကရင်အနည်းတွင်ထိုင်နေသော သူဤအမဖြစ်သူကနှုတ်ခမ်းများလှုပ်ရှားသည်ဆိုယုံအတန်တိုးတိုးဖြင့်ပြောလိုက်သည်အမဖြစ်သူအားခေါင်းကိုအနှဲငယ်ညှိပြလိုက်စဉ်စိုးရိမ်မှုလွှမ်းနေသော အမဖြစ်သူဤခံစားချက်ကို သူသိလိုက်ရသည်အဆုံးတိုင်ဝေဒနာပေါင်းများစွာကို ခံစားနေရသော သူအတွေ့သူမလာခြင်းသည် လာခြင်းကောင်းမဖြစ်နိုင်ဟု အမယူဆပါလိမ့်မည် မျက်လုံးများကို သူပြန်ပိတ်ထားလိုက်သည်ကဘာမည်မှ မကြခင် ထွက်ခွာသွားရတော့မည်လူတယောက်အားကြံ့ရင့်မည်သက်ဆိုင်သူများကတက်တာအေးချမ်းမှုများအားဖြည့်စွမ်းပေးလိုက်ခြင်းကြပါသည်သူဖြင့်ပင် လူတယောက်၏ဝိညာဉ်သည် တွယ်ညှိမှုကင်းမဲ့အဖြစ်များမှကင်းလွတ်ချမ်းမြေ့စွာ ထွက်ခွာလွတ်မြောက်သွားနိုင်မည်ဟုယုံကြည်နေခဲ့ကြသည်ထို့ကြောင့် သူကသူမအားတွေ့ဆုံလို့ဒီဟုပြောသောအခါတွင် သူနှင့်သက်ဆိုင်သူများအားလုံးကဝမ်းဝန်းတားမြစ် နှစ်သိမ့်ခဲ့ကြလေသည် သူကိုနာဂျီမုန်တီလက်စားချေလိုမည်သူမယူဆောင်လာမည်ထိခိုက်ခံစားခြင်းများကို သူမရရှိစေလို၍ဖြစ်သည် သူဤကြံရှိနေသောကဘာမြေပြင်ပေါ်မှအချိန်များကိုအေးချမ်းစွာကုံဆုံးစေခြင်းကြပါလိမ့်မည်ချိုအေးမြသောအရာသာကို သူ့အားပေးခြင်းကြပါလိမ့်မည်။သူတောင်းတနေသည်မှာခါသက်ပူပြင်းသောအရာသာမှန်သူတို့နားလည်ကြမည်မထင်ပါ။ခါသက်သောအရာများသည်အစိတ်များကိုပယ်ဖြက်ပစ်နိုင်စွမ်းရှိပါသည်။အခန်းတကားကိုဆွဲဖွင့်လိုက်သည့်အတန်ကိုကြားလိုက်ရသည်။သူ့ရင်ပြင်သည်တိတာစွာခုန်လှုပ်သွားသည့်အထိထိတ်လန့်သွားသည်။အမအီလက်တစ်ဖက်ကသူ့ဤဘယ်လက်ရင်ပြန်ပေါ်သို့အုတ်ကိုင်းဖိထားလိုက်သည်ကိုသူသိလိုက်သည် ကို့ဘဝမှာအမားလို့မယူဆသမျှဘယ်တော့မှမမားဘူး။ဒါကြောင့်ဘသူ့ကိုမှကိုတသက်လုံးမတောင်းပန်နိုင်ဘူး။တချိန်စီကသူမကြခဏရေရွတ်ခဲ့သည့်သူ၏အတန်များကိုသူပြန်ကြားနေမိသည်။တသက်တွင်တခါသာသူ၏အမားကိုဝန်ခံခဲ့ဘူးသည်။သူ၏အမားအတွေ့အပြစ်များကိုပေးဆက်ရန်သူမအားတိုက်တွန်းခေါ်ယူခဲ့သည်။သူ၏အမအားတဆင့်ရေးသားခိုင်းခဲ့သောစာကိုသူမထံပို့အပြေးတွင် သူမထံကပြန်လဲရောက်ရှိလာမည်ခက်ထန်သောစကားများကို သူမျှော်လင့်နေခဲ့သည်သို့သောသူမစီမတုံ့ပြန်ရောက်ရှိလာသောစတွင်သူမျှော်လင့်နေခဲ့သောစကားအတုံးအနှုံးတစုံတစပင်မပါရှိသော သူမပြန်လာမည်အကြောင်းစာတို့လေးတစ်စောင်သာ ဖြစ်နေသည် ကားတခွန်ထိုထက်ပို၍လေးနက်သောစကားကို ပြောခဲ့ပြီးတီမြဲတတ်သော သူမ၏အလေအတိုင်းသူအလက်ကြုံ ခံစားချိန်တွင် သူအားခြေနက်စွာရက်ကြည့်နိုင်ရန်အတွက်သူမလာတော့မည်သူခြေနက်ပါသည်ကိုကရယူခွင့်ကုံဆုံးသွားရင် ပြန်လဲပေးဆက်ရတတ်တယ်ပြန်ပေးဆက်ရမယ့်အလက်ကြုံတဲ့အခါကိုကိုအခုလိုရင်မောနိုင်ပါစေ ပေးဆက်ခွင့်ကြုံ၍ပေးဆက်လိုသည့်အချိန်တွင် ခံယူမိသူရှိနေနိုင်မည်လားခံယူမိသူရှိနေခြင်းသည်ပင်သူ့အတွေ့အတညာသောကံတရားသာဖြစ်ပါလိမ့်မည်အိတ်ခမ်းကျမ်းမြန်ပေါ်တွင်ဉာဏ်သာစွာ၍လျားလာသောခြေတံကိုကြားရသည်သူ၏အသက်ရှူခြင်းသည်ခိတရက်တန့်သွားသည်ဟုထင်ရသည်ခြေတံကသူ၏ကြင်အနည်းတွင်ရက်တန့်သွားသည်သူ၏နှလုံးသည်ဘယ်ဘက်နံရိုးများကို တွန်းဖောက်ထွက်လာမည်ထင်ရလောက်အောင်ပင် တုံခါနေလေသည် အမြင့်တွဲရှက်ဖြာထွက်တဲ့ကဲ့သို့သူ၏သွေးကြောများ အသားမြင်များစီသို့ထိုးဖောက်ဖြည့်ဆည်းခဲ့သောယောဂဝေဒနာ၏တန်ထက်ပြင်းထန်သောနာကျင်မှုကို ခံစားသိရှိလိုက်ရသည်သူအိပ်ပျော်နေလားနှစ်ပေါင်းများစွာရင်းနေခဲ့ရသောကွယ်ပြောင်နေခဲ့သောတည်ငြိမ်အေးဆက်သည့်လေတံတိုးတိုးကို သူကြားလိုက်ရသည် မျက်ခွန်ကိုပင်ဖွင့်နိုင်ရန်အတွက်ဥစွာမျက်ခွန်များကို တင်းကျပ်စွာပိတ်ထားမိသည်။ရင်အတွင်းစီမှလှိုက်ဖို့တုံရင်လာကမျက်ခွန်အောက်တွင်မျက်ရည်များစုနှစ်ဝင်ရောက်လာသည်။သူမမပြောင်းလဲခြင်းလား။မပြောင်းလဲဟန်ဆောင်နေသည်လား။သူတည်သွားပြီလား။ဆိုသည်ရက်ဆက်လောင်ပြောင်သည့်စကားတံကိုသာသူငန့်လင့်နေခဲ့သည်အမက အမူအရာဖြင့်အဖြေပေးလိုက်ဟန်ရှိပါသည် နူးညံ့သောလက်တစ်ဖက်သည် သူ၏ဘယ်ဘက်လက်ဘွားကို ဆုပ်ကင်လိုက်သည်အားသူတီးလိုက်သည်နူးညံ့နှွေးထွေသောလက်ဘွားတစ်ဖက်၏ထိတွေ့မှုသည်မီးပြင်းပေးထားသောသဲပြင်ပေါ်သို့ရေအေးတစ်ဆက်တောက်ချလိုက်သလိုပြန့်နှံ့သွားလေသည်တစ်ချိန်ကသူ့လက်ကိုအားကိုးတွေ့ဖက်ထားတတ်သောလက်တစ်ခုသူနေမကောင်းဖြစ်သည့်အခါတိုင်းကိုကိုနေသားရဲ့လာရင် ဆိုသည့်စကားသံလေးနှင့်အတူသူ၏နှစ်ဖူးပြင်ကို ထိကပ်ဆန်းတတ်သည့်လက်တခုသူ့ဘဝမပြည့်စုံချွတ်တဲ့စဉ်ကသူ့ဘဝတလန်းများအတွေ့အလုတ်များစွာလုတ်ပြီးသူ့ခြေဘဝအောက်မှခုခံပေးထားခဲ့သောလက်တခုသူ၏အခက်အခဲများကို သူ၏ရှေ့မှတွန်းဖယ်ရှားပေးခဲ့သော လက်တခုသူမထက်ချက်နိုင်မည်သူကို သူ တွေ့ရှိခဲ့စဉ်သူမအားစွန့်ပြစ်လိုက်ကြောင်းပြောခဲ့စဉ်က ကိုကိုရဲ့ရက်ဆက်လိုက်တာ ဆိုသည့်ကြေကွဲဆွနှင့်စေပွဲစကားလေးနှင့်အတူမိမိလက်ကိုတုံရင်စွာဆုပ်ကင်လာခဲ့သောလက်တခုကိုကိုကိုစိတ်ချမ်းသာစေချင်ပါတယ်ဆိုသည့်ဖြည့်သိမ့်စကားနှင့်အတူသူပေးခဲ့သောစာချုပ်စာရွက်အလို့အောက်ခြေတွင်လက်မှတ်ရေးထိုးပေးခဲ့သောလက်တခုထိုစဉ်ကတုံရင်အေးဆက်သောသူမ၏လက်ကလေးကို ကျန်နာမှုနဲ့မဟုတ်တော့မှနှစ်သိမ့်မှုအနေဖြင့်ပြန်လဲဆုတ်ကိုင်းမပေးမိခဲ့ပေစစ်ပွဲများစွာကိုအောင်နိုင်ခဲ့သူတယောက်၏အပြုံးဖြင့်သူမ၏မျက်ရည်ဝိုင်းနေသောမျက်ဝန်းအစုံကိုအေးဆက်မှကြောစွာသူကြည့်နေခဲ့ဘူးသည်ထိုအကြည့်များကို သူမသိမ်းဆည်းထားခဲ့ပြီးသူ့ကိုပြန်လဲပေးလာတော့မည်ရည်စူးခဲ့ပြီးဖြစ်တော်လဲရင်ဆိုင်ရန် တုံဆိုင်နေမိသည် သူမျက်ခုံကို ဖွင့်လန်းကြည့်လိုက်ရန်ခက်ခဲနေလေသည်သူဤလက်ဖမိုးပေါ်တွင်အုတ်ကင်ထားသောသူမဤလက်ဘွားတွင်အစိတ်များအိုးရာထောင်များစွာကန့်ညိပါလာသည် ဟု သူထင်လိုက်သည် သူမဤလက်အောက်မှသူဤလက်သည်လေးလံနာကျင်လာသည် သူမစီမအပြစ်ဒဏ်များစွာသည် သူမ၏လက်သေးပြားမှတဆင်သူ၏လက်စီတို့စီးဝင် မွေအစိတ်လိုတကောလုံးပြန့်နှံ့သွားပြီးသူ၏အသက်ကိုတိုက်ယူတည်ဆောင်သွားစေခြင်းသည်ထိုအချိန်တွင် သူမကျေနပ်စွာရေမောနိုင်ကောင်းမည်ထင်သည်ကျမပြန်လာခဲ့တယ်ကိုကိုတက်တာသွားမှာပါတက်တာခွင့်ရတော့မှာပါလာပေါင်းများစွာခံစားနေရသောပြင်းထန်သည့်ယောဂ၏ဖိစီးမှုမှနှစ်ပေါင်းများစွာမြုပ်နှံထားခဲ့ရသောအပြစ်များ၏ဒဏ်မှာ မျက်ရည်များသည်ပိတ်ထားသောမျက်ခွန်အောက်မှတွန်းထိုးထွက်သွားလေသည်ချော်ရည်ဘူးလိုပားပြန်တလျှောက်လောင်ကျွမ်းစီစဉ်သွားလေသည်မျက်ခွန်များကိုချိနဲ့စွာ သူမတင်လိုက်သည် ရေပြင်အောက်ကို ဖြတ်တမ်းမြင်ရတကယ်သို့လှုပ်ရှားမှုန်ရည်စွာ သူမကိုတွေ့လိုက်ရသည် အချိန်များသည် သူ့ကိုအိယာထမအသားရည်ပါလျတွန့်ကပ်နေသောတက်ရှိအယိုးတစ်ခုအဖြစ်ပြောင်းလဲစေခဲ့တော်လဲ သူမကိုမူမျက်ဝန်းတောင်စွန်မှ အသားရည်တွန်းခေါက်ကြောင်းများကိုသာဖန်တီးပေးခဲ့သည်။သူမ၏မျက်လုံးများမှာကြည်လင်စဲရှိတော်လဲ။ဟိုစင်ကလိုပျော်ရွှင်ကြည်နူးရိပ်များရှက်တန်းနေခြင်းမရှိတော့။ခံစားမှုပေါင်းများစွာကိုတိုသိပ်ခြေဖြက်စူးစီးပြီးမှ ရရှိလာသော အမိမက်အကြည့်ဖြင့်ပြီးသောမျက်ဝန်းတစုံ။သူမက သူ၏ဖြော့တော့မင်းမိန်နေသော မျက်လုံးတဲသို့ စူးဆိုင်ကြည်လိုက်သည် မိုးကြုံမုန်တိုင်းတစ်ခုလိုထွင်းဖောက်ဝင်ရောက်သွားစေခြင်းသောသူမ၏အကြည့်သည် သူ၏မျက်လုံးပေါ်တွင်သာရပ်တန့်သွားသည် မုန်တီးနာကြီးခြင်းများအလျံပြင်းပြင်းမတောက်လောင်နေတော်လဲကျင်နာနူးညံ့ခြင်းကိုလည်းမတွေ့ရှိရပေတေဆုံသွားသောအကြည့်ငါလိုချင်နေတာမင်းရဲ့ဒီလိုအကြည့်မျိုးမဟုတ်ဘူးငါတကူလုံးလောင်ကျွမ်းပြဖြစ်သွားစေမယ့်အကြည့် အဖြစ်ကြံတစ်ခုကိုပေးလိုက်ခြင်းသည်တစုံတရာ၏အဖြစ်များကိုလဲလှယ်ပြောင်းလဲခြင်းဖြစ်မည်။အဖြစ်များမှကင်းလွတ်စေခြင်းလည်းဖြစ်မည်။အဖြစ်များကိုခွန့်လွတ်ပယ်ဖြစ်ပေးလိုက်ခြင်းလည်းဖြစ်မည်။ငါ့ကိုအဖြစ်ပေးပါ။အပြင်းထန်ဆုံးအဖြစ်ကိုပေးပါ။အဖြစ်ကင်းစင်တဲ့ဝိညာဉ်ငါ့ကိုပေးလိုက်ပါ။သူ၏အသွေးသားအုံနောက်ထဲမှယုံထွက်အောင်ကြွလာသောအတန်များသည် သူ၏ချိနဲ့နေသောနှခမ်းပေါ်တွင် အရှိန်ရော့ပါသွားကား တုံရင်ပွင့်ဟလာသောနှကန်းတစုံသာ လေဖြင့်ရမ်းခါသွားသောတည့်ရွက်တည့်ရွက်လိုကြံရခဲ့သည်။သူမ၏လက်ချောင်းများသည် သူ၏နှကန်းပေါ်သို့ညင်သာစွာထိကပ်လာသည်။သူမျက်နှာတွန့်ရှုပ်သွားအောင်ပင် နာကျင်သွားလေသည်။စကားမပြောနှင့်လေတတတလူသားနေပေးလိုက်ပါ။ကိုကိုဘာတွေပြောကြနေလဲဆိုတာကျမသိတယ်။ကျမ ကားတစ်ပိုင်းတစ်စားနဲ့ရက်တန့်သွားပြီးရှူသွင်းလေကို ပြင်းထန်စွာ သူမရှိုက်ချူချလိုက်သည်။နှကမ်းများကိုအာယူစွာ ပြန်ဖွင့်သည်။စကားတခွန်အတွေ့သူမ၏မျက်နှာမှအသားဆိုင်များ၏ကိုညင်မှုကိုရယူပြီးမှ"ကျမကိုကိုကိုခွင်လွတ်နိုင်ပါရဲ့။သွားစမ်းပါ"အပြင်သို့ထွက်ပေါ်မလာနိုင်သော အတန်က သူ၏ကိုခန္ဓာတစ်ခုလုံးလှည့်လည်ပဲ့တင်ထပ်သွားလေသည်။ မင်းတသက်လုံးမညာခဲ့ဘူးဆိုမင်းစကားကိုမင်းတီးဆန်းမှာမင်းညာနေတယ်မင်းခွင့်မလွတ်နိုင်ပါဘူးမျိုးလုံးတွေထဲမှာခွင့်မလွတ်ဘူးမင်းရဲ့စကားမှာခွင့်မလွတ်ဘူးမင်းရဲ့စိတ်မှာခွင့်မလွတ်ဘူးငါလိုချင်တာကလည်းမင်းရဲ့ပေါ့ရှက်တဲ့လေတံနဲ့ခွင့်လွတ်စကားမဟုတ်ဘူးသူ့ဤနှခမ်းများရွေ့လျားမရအောင်သူမဤလက်ကသူ့ဤနှခမ်းများကို ဖိကတ်ထားသည် သူမ၏အနည်းတွင် ရက်လျက်ရှိနေသောအမသည် သူမ၏ကိုနှင့်ကွယ်ကတစ်ဖက်သို့မျက်နှာလွှဲသွားသည် အမထံမှကြိတ်ဆိုင်ငိုတန်းကိုကြားရသည် သူမ၏ခွန့်လွတ်စကားသည် သူမကိုနားမလည်နိုင်သော အမအတွက်တော့အဆမတန်ကြေကွဲ နောင်တရစေပါလိမ့်မည်သူအပေါ်ခွန့်လွတ်နိုင်စွမ်းအတွက်လည်းကျေးဇူးများစွာ တင်ရှိနေပါလိမ့်မည်မကင်းမလွတ်နိုင်တဲ့အပြစ်တွေထပ်တင်စေတာပါ အချိန်နဲ့မျက်မှားလာတော့သူဤဘဝထဲမှာသူမကိုမထိုက်တန်သူတယောက်ကဲ့သို့တွန်းထုတ်ပြစ်လိုက်သူများတဲ့တွင် အမလည်းပါဝင်ခဲ့လေသည်တည်တည်ချာချာပြန်စင်းစားပါအောင်ကိုကိုကျမတို့ခက်ခက်ခဲခဲတိဆောက်ခဲ့တဲ့ဘဝတစ်ခုဟာဒီလိုပဲပြုတ်ကွဲသွားရတော့မှလားကျမကိုကိုကိုဆွလွတ်ရမှာထက်ကိုကိုနောင်တရလာမှာစိုးလို့ပါ ကျမခွင့်မလွတ်တတ်ဘူးတစ်ချိန်မှာကိုကိုနောင်တရရင်နဲ့ကျမကိုလူလားလာမယ် ကျွန်မခွင့်မလွတ်နိုင်ရင်အားလုံးခံစားရတော့မှာသူဤလက်ဖမိုးပေါ်ရင်သူမဤနှဖိုးပြင်းနဲ့ထိကသူမပြောခဲ့သည်ထိုစဉ်ကတော့လှိုက်ဖို့နေသောသူမဤကြောပြင်ကိုငေးကြည့်ရင်ငါယူခြင်းနဲ့ဘဝမျိုးငါပိုင်ဆိုင်ခြင်းနဲ့မိမတယောက်ကိုရနေမှာတော့မင်းကငါပြန်လိုလားမာတယ်လားဟုတယောလောင်ပြောင်စွာသူတွေးနေခဲ့သည်ကို သူပြန်လဲတတိယလာသည် ငါပြောခဲ့တဲ့စကားတွေနဲ့ငါကိုပြန်လဲပြစ်ပေါက်လိုက်စမ်းပါ။သူဤဥကောင်းတဲ့တို့မဲနဲ့တော့အရေးတစ်ခုဖြတ်တန်းသွားသည်။ကပ္ပလေးတို့ထဲတွင်အောက်ဆီဂျင်များလျော့နေပြတ်တောက်သွားသလိုလေကိုခက်ခဲစွာရှာဖွေရှူသွင်းနေရသည်။ခန္ဓာကိုယ်တစ်ခုလုံးမှနာကျင်သောဝေဒနာနှင့်အတူမောပန်းတုံ့ပြန်လာသည်ဖွင့်အံထွက်လာခွင့်မရသောစကားများကား မုံတိုင်းတစ်ခုတပွဲ သူ့ခန္ဓာကိုအတွင်း၌ဝိယံတိုက်ခတ်နေသည်သူ၏အမြင်အာရုံတွင် သူမ၏အရေးသည်ကိုက်ကောက်နီးကွာ၍လျားနေလေသည်သူ၏နောက်ဆုံးအချိန်နီးနေပြီဟု သူသတိရလိုက်သည် မမြင်နိုင်သောအင်အားတစ်ခု၏ဆွဲငင်ရာမှ သူပြန်လဲယုံထွက်နေမိသည်ငါမသိခြင်းသေးဘူးမင်းပေးမဲ့အပြစ်နဲ့အတူငါထွက်သွားမယ် သူ၏မျက်လုံးထဲတွင် ဝင်းလက်သောရောင်စံတန်းလေးတစ်ခုဖြတ်တန်းသွားသည်။ရှေလျားသောသူမ၏ဆန်ချီမြင်များကသူ၏မျက်နှာပေါ်သို့စီးကျနေသည်။ဖြူဖြော့သွားသောသူမ၏မျက်နှာကိုနီးကပ်စွာသူတွေ့လိုက်ရသည်။ပြေးထွက်သွားသောခြေတံလိုသူကြားလိုက်ရသည်။သူမ၏အနေတွင် အမမရှိတော့အခန်းထဲတွင် တိတ်ဆိတ်ခြင်းနှင့်သူတို့နှစ်ယောက်သာကြံရခဲ့သည်။ ခက်ခဲရှားပါစွာ ရှုသွင်းနေရသောလေများကအဆုတ်တွင်သို့ကုန်စင်အောင်ရောက်မလာဘဲဖိတ်ရှံကြသွားလေသည်။သူဤခြေလက်များသူဤခန္ဓာကိုယ်မှခွဲထွက်လွင့်ဆင်သွားသည်ဟုထင်နေမိသည်။သူမဤလက်ဖွားကသူဤပါပြင်ကိုတက်မှတ်ထိကပ်ပေးထားသည်။မင်းရဲ့လက်နဲ့ငါဝိညာဉ်ကိုထုတ်ပေးလိုက်ပါ။ကိုကိုတက်တာသွားမှာပါ။ဆရာဝန်ရောက်လာတော့မယ်။ ူတယောက်ကိုတတ်မိရင်တတ်တဲ့လူဟာ ထိုက်တဲ့တဲ့ကြီးလေးတဲ့အပြစ်ဒဏ်ကိုခံရတယ်။လူတယောက်ရဲ့စိတ်ကိုဘဝကိုတတ်လိုက်ရင်တော့အပြစ်လို့ဘယ်သူမှမယူဆကြဘူး။လူခန္ဓာကိုယ်ကိုသိစေတာထက်စိတ်ကိုသိစေတာက ပိုအပြစ်ကြီးပါတယ်။တည်နေတဲ့စိတ်ကလူတယောက်တည်သွားတာထက်ဆိုးရွားတဲ့အကျိုးဆက်တွေဖန်တီးပစ်တတ်တယ်။ကိုကိုကျမဘဝကိုတတ်လိုက်ပြီ။ကျမရဲ့အနာဂတ်ကိုတတ်လိုက်ပြီ။ ကျမရဲ့မျောလင့်ခြင်းတွေကိုတတ်လိုက်ပြီကိုကို့မှာအပြစ်ရှိတယ်သူဤနားထဲတွင်အတန်များဝေဝါပဲ့တင်ထန်နေသည်သူဤဥကောင်းကိုညှက်ဖိထားသောလက်နှစ်ခုထဲမှပြင်းထန်စွာယုံထွက်နေမိသည်ငါလိုချင်တာမင်းရဲ့နူးညံ့တဲ့လက်မဟုတ်ဘူးရက်ဆက်မဲ့လက်အပြစ်တံများကို သူမစီရင်ပြီးထိုအပြစ်တံကို ထိုက်တန်စွာ သူခံစားပြီးမ သူမ၏ခွင့်လွှတ်ခြင်းကိုရမည်။ဖျားသခင်၏ရှေ့တော်၌အပြစ်များကိုဖွင့်ဟဝန်ခံပြီးလင်အပြစ်ကင်သောဝိညာဉ်ကိုရယူနိုင်သည်ဟု သူတည်ခဲ့သည်။အာလုံးတွက်ဆထားသည့်အတိုင်းဆိုလင်သူကဘာမြေပေါ်မှ ထွက်ခွာသွားရမည်အချိန်သည်ကုန်လွန်ခဲ့ပြီဖြစ်သည်။သူဤဝိညာဉ်သည် ပြိုပြက်နေသောခန္ဓာကိုယ်၌ရော့ရဲမိတွေကသူမကိုစောင့်ဆိုင်နေခဲ့လေသည် ခုအချိန်မှာငါရဲ့အမအတွေ့ပေးရစရာငါရဲ့ဝိညာဉ်ပါမင်းထုတ်ယူလိုက်ပါသူမဤလက်များကပားပြန်ပေါ်မှာရွေ့လျားသွားကသူဤဥကောင်းကိုညင်သွားစွာကြိုင်မရွှေလိုက်သည် သူဤနဖိုးပြင်ထဲချွေစင်းများဖြင့်စုကတ်နေသောသပင်များကိုအตาအရာမတတ်တင်က သူ့မျက်နာကို သူမစိုက်ကြည့်နေသည်ငါအသက်ကိုတွန်းထုတ်ပစ်ဖို့ဆိုတာ ွေကန်နီးတစ်ရွက်ကိုလက်နဲ့တတ်ချလိုက်တယ်လို့ပါပဲမင်းရဲ့အသက်ရှင်လျက်တည်ဆုံးသွားတဲ့ဘဝအတွက်ငါအသက်ကို ရောချေးပေးလိုက်ပါတယ်သူ့မျက်နှာအနီးသို့သူ့မအိမ်မျက်နှာတဖြည်းဖြည်းနီးကပ်လာသည် စူးရှာ၍ခက်မာသော မျက်လုံးများကို တွေ့နေရသည်သူဤအေးဆက်သောနဖူးပြန်ပေါ်သို့ပူနွေးသော သူမ၏အနံလာရောက်ထိတွေ့သွားသည် ကိုကိုကိုတိတ်ချစ်တယ် သူ၏ရင်ထဲမှပြင်းထန်စွာအော်ဟစ်တားမြစ်လိုက်သည်။နှင်းစီပွင့်ပတ်ကိုမလို့ချင်ပါဘူး။နှင်းစီဆူပြင်းထန်တဲ့အစိတ်တွေပါတဲ့နှင်းစီဆူသူ့ရင်ထဲမှအတန်ဒီအမောင်တစ်ခုကိုပါဖမ်းဆုပ်ယူငယ်လာသည်။သူမ၏လက်သေးများရှေလျားခြုံထက်လာက သူ၏လက်ချောင်းစီသို့ထိုးပေါက်ဝင်ရောက်လာပြီးပျော့ခွေညွတ်သွားလေသည်။သူ၏နှာခေါင်းဝတွင်ကျနေသော သူမ၏ဆန့်ချင်မြင်များက တောအုပ်တစ်ခုလိုလေမတိုးဝင်နိုင်ရန်ပိတ်ကာထားသည်ဟုထင်ရသည်အမည်ပေး၍မရနိုင်သော ဝေဒနာပေါင်းများစွာသည်ခန္ဓာကိုယ်အနှံ့မှထပ်ပေါ်စုစည်းလာလေသည်သူ၏လက်တစ်ဖက်သည်တုံရင်စွာရွေ့လျားပြီးသူမ၏ပခုံးစုံအားဖမ်းဆုပ်ထားမိသည်မင်းပေးထားခဲ့တဲ့မင်းရဲ့ကလေးတွေပြန်တရိယာစမ်းမှာစိုးရင်ဟန်ဆောင်တဲ့မျက်လုံးနဲ့ငါ့ကိုမကြည့်ပါနဲ့မင်းရည်စမ်းမှာ မင်းကိုပြစ်ပယ်ခဲ့တဲ့လူတယောက်မင်းရှေ့မှာဒူးထောက်ဝတ်ဆင်ပေးနေတာကိုမင်းရေးလိုက်စမ်းမှာမင်းတစ်ချိန်လုံးစောင့်ဆိုင်နေတဲ့အနိုင်ကိုမင်းယူလိုက်စမ်းမှာလေကရဲများကိုပြင်းနှင်းတက်လာသည့်အတန်များသည်သူ၏ဥကောင်းကိုပြင်းထန်စွာထုနှက်နေသည်ဟုထင်ရသည်သူ၏ကိုခန္ဓာသည် အမောင်နှင့်အလင်းထဲတွင် ရိမ့်ထိုး၍လျားနေသည်တခါတရံအမောင်နှင့်အလင်းကြားတွင်ပျောက်ဆုံးသွားပြန်သည် သူဤလဲเจ้าများသည် ပူလောင်ခြောက်တွေ့ခြင်းဖြင့်အက်ကွဲပေါက်ထွက်သွားမည်ထင်ရသည်ပူလောင်ခြင်းသည်ခန္ဓာကိုယ်တစ်ခုလုံးစီသို့တော်မီပမာပြန့်နှံ့သွားလေသည်ဝေဒနာမှလွတ်ကင်းရန်ခြောက်တွေ့ဆေးကပ်နေသောနှခမ်းများကိုကြိုးစားရွေလျားလိုက်သည်ရေသူဤအနေမှာသူမဤမျက်နှာလှင်မြန်စွာဖယ်ခွာသွားလေသည် ရုတ်တရက်လေးစီးချောင်းတစ်ခုအတွင်မျောပါလွင့်တက်သွားသည်ဟု ခံစားလိုက်ရသည်။အမြင်အာရုံထဲတွင်ရေလိုင်းများဆိုးမိုးလာနေသည်။သူ့နှကန်းပေါ်သို့ဆွတ်ဆိုသောအရာတစ်ခု လာရောက်ထိတွေ့သည်။လေးစီးချောင်းထဲလွင့်မျောပါသွားရမှရုတ်တရက်တန့်ရက်သွားပြန်သည်။သူ့ဦးခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်မ၍သူ့နှကန်းတွင်သို့ရေများစီးဝင်နိုင်အောင် သူမစူးစမ်းနေသည်။ အချိန်မရှိတော့ဘူးဟူသည့်အတိအမြင်တွင် အလင်းရောင်များမှောင်မိုက်ခြင်းများတောက်ပသောရောင်စံတန်းများမျက်နှာများအတန်များစူညံရှုပ်ထွေးနေကြသည်ဖန်ချုပ်ထားခြင်းမရှိတော့လဲရည်ရွယ်ချက်မဲ့စွာ သူယုံကန်ဆွဲငင်နေမိသည်မင်းရဲ့အပြစ်ဒဏ်တွေပေးလိုက်ပါတဖြည်းဖြည်းစောင်းကြလာသောဖန်ခွက်ထဲမှရေများ သူ့နှခမ်းနှင့်နီးလာသည် ထိုရည်သည်ခါသက်သောအရာသာ ပြင်းထန်သောအစိတ်များကိုတည်ယူလာစေခြင်းသည် သူကျေနပ်ခံစားထင်ရစဉ်အရာသာမဲ့သောအေးမြသောရေက သူ၏ပူလောင်အပ်ွယ်သောနှခမ်းများကိုဖျက်တမ်းသွားလေသည် ပူလောင်ခြင်းနှင့်အေးမြခြင်းထိဆက်စဉ်သူ၏ခန္ဓာကိုယ်သည် ပွင့်ထွက် လွင့်ဆင်သွားသည်ဟုသိလိုက်ရသည်ကိုကို တုံရင်အက်ကွဲသောအတန်လွင့်ပြန်ထွက်လာစင်မှာပင် အမောင်တို့သည် ရုတ်တရက်ပြိုကွဲ လွင့်ဆင်းသွားလေသည်တော်လဲတန်လို ရုတ်တရက်ထွက်ပေါ်လာသည်အော်ဟစ်တန်ငိုတန်စကားတန်ပြေးလွှားတန်များကြား၌သူဤဥကောင်းကိုပွေဖက်လျက်သူမတိတ်ဆိတ်စွာ ထိုင်နေစေဖြစ်သည်ငြိမ်သက်သွားပြီဖြစ်သော သူ၏မျက်နှာကိုစူးစိုက်စွာငေးကြည့်ရင်ညင်သာစွာပြန်ချပေးလိုက်သည် အောက်နှခမ်းကိုဖိကိုက်ထားရင်ဖြေးလေးစွာ သူမရလိုက်သည်အပြစ်ရှိသူတယောက်သည် အပြစ်ဒဏ်မခံစားရသည်၍အပြစ်မှကင်းလွတ်ခြင်းကိုမရနိုင် သူမကြေကွဲစွာပြုံးလိုက်သည် နောက်ဘဝရှိမည်ဆိုလျှင်လေးလံသော အပြစ်ဝင်ကိုထမ်းရွက်ရမည့်ဝိညာဉ်ကို သူပိုင်ဆိုင်သွားစေရမည်အခန်းထဲမှဖြေးလေးစွာ သူမပြန်ထွက်သွားလေသည်စုထား မဟေတီမဂ္ဂဇင်းဩဂုတ်လ1986ခုနှစ်နားဆင်ပေးခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။